တ်မောင်လေးတီးချင်လို့ဆိုပြီးတော့တချက်ကိုတောင်းဆိုတာလို့အခုတင်ပေးလိုက်ပါပြီ။တီချင်တဲ့အတူတူ၄မိနစ်ပဲဒါလေးကိုတီချာရေယုံကြည်ကြည်နဲ့လိုက်ပြောမှလေ့ကျင့်ကြည့်ပါ။တကယ်အပြောင်းလဲကိုလုံးဝတိတိကျကျတွေ့ရမှာကိုခြေလုံးကအမခံပါရယ်။ပထမဆုံးကိုယ့်ရဲ့လက်နှစ်ဖက်ကိုပညာဆန်းလိုက်မယ်။ပင်ချရက်လက်ဖွာလေးတွေကိုပလက်လန်လိုက်မောက်လိုက်ပြီးလှုပ်ပြီးပါမယ်။ ဒီမှာကျွန်တော်တို့တခုတတိထားမှာကကိုယ့်ရဲ့ပခုံးရင်းရဲ့လက်ကောက်ဝိညာဉ်ရဲ့ကိုလုံးဝအားထည့်ပြီးမှဆွဲဆန့်ထားပြီးပါမယ်။ဒါလေးကတော့ကျွန်တော်တို့ယောဂလေ့ကျင့်တဲ့အချိန်မှာလက်အားအရန်ထည့်ရတဲ့ pose တွေလုပ်တော့မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီလက်ကလေးတွေလက်ကောက်ဝိကလေးတွေတွေးပူအောင်လည်းဒီပုံစံလေးနဲ့လေ့ကျင့်ပြီးလို့ရပါတယ်။ဒီအနေမှာကိုယ့်ရဲ့လက်ကောက်ဝိလေးတွေလည်းတင်အားလေးတွေရအောင်လို့ဒီလိုမျိုးလက်ကောက်ဝိကလေးကိုလည်းပအောင်ကော့ပြီးတော့မှသွားပြီးလို့ရပါတယ်။ ဒုတိယတစ်ခွက်ကတော့နည်းနည်းလေးညောင်းမယ်ပေါ့နော်။တီခတ်မျောလေ့ကျင့်ပေးပါ။လက်ကလေးကိုဒီလိုမျိုးအရှိရနေအနောက်ကိုဝိုက်ပေးပါမယ်။ပြန်အနောက်ဘက်ကိုပြန်ဝိုက်ပြပါမယ်လက်လေးတွေတခြားဆန်ထားဖို့မမီနဲ့ ါလေးကနည်းနည်းလေးတော့ညောင်းလိုက်မယ်ခဏလေးတီခမ်းမျိုးလေ့ကျင့်ပေးပါအာမလျှော်လိုက်ပါနဲ့ဒီနေ့ခြေရိုးလက်လေးဆန့်ထားတဲ့အတိုင်းအပေါ်ဆွဲတင်ပြီးမယ်ပင်ဘီးပညာပြန်ချပြီးမယ်လုံးဝလက်နှစ်ဖက်ကိုဆန့်ထားပြီးတော့မှလေ့ကျင့်ပေးပါမယ် ရနေနောက်တစ်ခွက်ပြောင်းမယ်ခြေတို့လက်ကလေးကိုအရှိကိုလာပြင်အပေါ်ဆွဲတင်ပြီးဘေးကိုပြန်ဝိုက်ချတော့ပါမယ်ဒီမှာခြေတို့အပေါ်ဆွဲတင်နေချိန်မှာပစ္စည်းတစ်ခုကိုတွန်းတင်လိုက်တယ်လို့ပဲလုံးဝအားနဲ့တွန်းတင်ပေးပါမယ် ြင်တော့ခြေလက်လေးနည်းနည်းညောင်းနေပြီလို့နည်းပြန်မြန်မာဖြီးပေးပါမယ်။တထိတ်လေးပခုံးမော်တင်မြောမှာဒီလိုပခုံးလေးကိုဝိုက်ပေးပါမယ်။စမ်းကျင်ဘက်ကလေးကနေပြန်ဝိုက်ပေးပါမယ်။ထပ်တစ်ခွက်လာပါပြီ။ဒါလေးကတော့ခြေတို့ တရောင်နှစ်ဖက်ကိုကိုးပြီး 90°C ထားမယ်ပြီးအရှိကို၅ချက်လာထိမယ်ပေါ့နော်။၅ချက်ပြည့်သွားပြီဆိုလို့ရှိရင်ကျေတို့အပေါ်ဘက်ကိုတွန်းတင်ပေးပါမယ်။တွန်းတင်တဲ့အချိန်မှာကျေတို့တရောင်မလွတ်သွားပါစေနဲ့။ဒါလေးကိုကျေတို့နောက်ထပ်၃ခေါက်ထပ်လုပ်ပေးပါမယ်။ တကယ်အခုဒီဗီဒီယိုလေးကိုတကယ်လို့တစ်ခေါက်ပြီးသွားပြီဆိုရင်နောက်တစ်ခေါက်အစအနေပြန်မျိုးလေ့ကျင့်ပေးပါဒါလေးကိုနေ့တိုင်းလေ့ကျင့်လို့ရှိရင်ချေတို့လက်မောင်းလေးတွေအစီကြပြီးတော့တော်တော်လေးလျာလေးနဲ့ဒီကိုယ့်ရဲ့လက်မောင်းမှာဆက်ထုံးလေးပေါ့နော်တက်လာတာလေးကိုလုံးဝသိသိသာသာတွေ့ရမှာဖြစ်ပါတယ်